ငါးသုံးကောင်ရေကန်တစ်ခုထဲမှာငါးသုံးကောင်အတူတကွာနေထိုင်ကြပါတယ်။ငါးတကောင်စီမှာမတူညီတဲ့အချင်းစရိုက်တွေရှိကြပါတယ်။နံမတ်တငားကအတိတ်ကအကြောင်းကိုသာတွေးပြီးအငြင်းပြင်းကြီးလေးကန်နေတတ်ပါတယ်။အနာဂတ်အတွက်ကြိုတင်ပြင်ဆင်မှုတွေလုပ်တဲ့နေဆိုတာကိုပထမငါးကလုံးဝလက်မခံပါဘူး။ပထမငါးဟာကြိုတင်ကာကွယ်ခြင်းပြီး ကုသချင်းထက်ပိုကောင်းသည်ဆိုတဲ့အဆိုကိုလုံးဝဆန့်ကျင်တဲ့သူမျိုးပါပဲသူ့အတွက်ဖြစ်လာမှရင်ဆိုင်လိုက်မယ်ဘာကူမှကြုံမတွေးထားသလိုဘာကူမှလည်းကြိုတင်ပြင်ဆင်ထားခြင်းမရှိပဲအငြင်းရင်ပြင်းရနေတတ်ပါတယ်ဒုတိယငါးကတော့ပြစ်ဆုံးပံမှာနေထိုင်တဲ့ငါးပါပဲဒုတိယငါးကတော့ဉာဏ်ရှိပြီးကြိုတင်ပြင်ဆင်မှုတွေလုပ်တတ်သလိုနောက်ဆုံးမိနစ်မှာတော့အကောင်းဆုံးဆုံးဖြတ်ချက်တွေချတတ်သူမျိုးပါတတိယငါးကတော့ ညံအကောင်းဆုံးပါပဲသူကအငြင်းနဲ့ဖြစ်လာနိုင်တာတွေကိုကြိုတင်တွက်ဆထားတတ်ပါတယ်ညံရှိစွာနဲ့ဆုံးဖြတ်ချက်ချတတ်ပြီးအငြင်းနဲ့သူစီမှာစိတ်ဝင်စားစရာကောင်းတဲ့အတွေးခုံမျိုးတွေရှိနေတတ်ပါတယ်ဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ရှင်သန်တတ်အောင်လုံခြုံမှုရှိအောင်အငြင်းကြံကောင်းတွေပေးတတ်ပါတယ်ဒီနေ့မှာတော့လူတွေရဲ့စကားပြောတဲ့ကိုကြားတဲ့အတွက်ငါးတကောင်ကကြံတဲ့ငါးနှစ်ကောင် ကိုတိတ်တိတ်လေးလာနားထောင်ဖို့ခေါ်လိုက်ပါတယ်။ရေကန်ပေါ်မှာပထမလူကပြောနေတဲ့ကိုကြားရပါတယ်။ငါဒီကန်ထဲမှာငါးရီရှိတာတွေ့တယ်ကွာ။တော်တော်လေးကြီးတယ်။အဲ့ဒီတော့ငါတို့တခြားနေရာမှာအချိန်ဖြုံးမဲ့အစားဒီနေရာမှာပဲငါးမြကြရအောင်ကွာ။ ဒုတိယလူကပြန်ပြောပါတယ်အေးဟုတ်တယ်မင်းအကြံကိုငါထောက်ခံတယ်ဒီကံသေးကငါတွေပဲညာပြီးချက်စားကြတာပေါ့ကွာအဲ့ဒါဆိုငါတို့မနဲ့ထက်နေလေလောက်ကြရင်ဒီနေရာမှာငါတို့ဆုံပြီးငါဖမ်းကြမယ်ကွာ စကားတန်တွေဆုံးသွားတဲ့အခါမှာတော့ထိုလူနှစ်ယောက်ထွက်ခွာသွားတဲ့ခြေတန်တွေကိုကြားလိုက်ရပါတော့တယ်အဲ့ဒီအချိန်မှာထိုလူနှစ်ယောက်ပြောသမျှကိုနားထောင်နေတဲ့ငါသုံးကောင်ကအချက် အင်းချင်းစကားပြောကြပါတယ်နံပါတ်3လားကအခြားနှစ်ကောင်ကိုပြောလိုက်ပါတယ်ခေကောင်တွေသူတို့ကမနှက်ဖြန်ငါတို့ကိုလာဖမ်းမဲ့အကြောင်းကိုပြောနေတာကွာအဲ့ဒီတော့ငါတို့အခြားတနေ့ကိုခဏလောက်ကြောင်းနေလိုက်တာကောင်းမယ်နော်နံပါတ်2ငါကထပြောပါတယ်အေးဟုတ်တယ်ငါလဲကြားတယ်ဒါပေမဲ့မနှက်ဖြန်သူတို့ပြန်လာမယ်ပြန်မလာဘူးဆိုတာကမကျင်းတည်ပါဘူးကွာဒီနာဝင်းချိန်ကအခြားနေရာမှာလဲငါများတာဖြစ်နိုင်တာပဲကွာ တကယ်ဖမ်းချစ်မဖမ်းချစ်ဆိုတာကမနှက်ပြန်သူတို့နှစ်ယောက်ပြန်လာမှတေချာမှာလေးกว่าအဲ့ဒီအချိန်မှာနမတ်တငားကထပြောပါတယ်အမလေးกว่าလစ်လူရှုထားလိုက်စမ်းပါမနှက်ပြန်ထီစဉ်စမနေနဲ့ခုလိုချိန်မှာငါတို့အနားယူဖို့အေးအေးဆေးဆေးနေဖို့အချိန်ရသေးတယ်နေလိုက်အောင်မေပြောပြရနဲ့နမတ်တငားကတော့အေးဆေးပဲပြန်အိတ်နေတဲ့ နံပါတ်3ကတော့ထိုနေရာနားကနေခက်မြင်မြင်ထွက်ခွာပြီးအခြားဘေးကင်းတဲ့နေရာတစ်ခုကိုပြောင်းသွားတဲ့နံပါတ်2ကတော့မနှက်ကျန်သူတို့ပြန်လာတာတွေ့မှငါတော့လစ်တော့မင်း ဆိုပြီးကြံခဲ့တဲ့နောက်တနေ့မှာငါးဖန်သမား၂ယောက်ပြန်ရောက်လာခဲ့ပါတယ်။နံပါတ်၂၅ကထိုလူ၂ယောက်ကိုမြင်လာနဲ့သူလူ့ဖို့နန်းကိုအကြံထုတ်နေပါသားတဲ့နံပါတ်၂၅ကကျူတင်ကြံစီထားတဲ့အတိုင်းမဖမ်းမိခင်မှာပဲတေးချင်းရောက်ဆောင်ပြီးနေပါတယ်။ငါးဖန်သမားတွေဟာနံပါတ်၂၅ကိုမြင်တဲ့အခါတေးပြီးသားငါပဲ။ဆိုပြီးအခြားငါးတွေပုတ်စော်နံမှ အစိုးရကြောင့်နံပါတ်2ကို ရေကန်သေးကိုပြန်လွှင့်ပြလိုက်ပါတယ်အဲ့ဒီလိုနဲ့နံပါတ်2ကလွတ်မြောက်သွားပါတယ်နံပါတ်5ကတော့ကြောက်လန့်တကြားဖြစ်နေတာကလွဲပြီးဘာမှမဆုံးစားနိုင်ပါဘူးအဲ့ဒီအချိန်မှာပဲငါးဖန်းသမား2ယောက်ကနံပါတ်5ကိုဖမ်းမိသွားပါတော့တယ်ချင်းတောင်းလေးထည့်ပြီးမကြခင်မှာပဲအသက်တေဆုံးသွားရပါတော့တယ် ဲ့ဒါကြောင့်ဘဝမှာကြိုတင်စီစဉ်ကာကွယ်ခြင်းဟာဘဝအတွက်ပိုကောင်းပါတယ်လို့ပြောကြတာဖြစ်ပါတယ်။သင်ငန်းစာလေးကတော့ကျွန်တော်တို့တွေရဲ့ဘဝမှာလည်းမနှက်ဖြံမှလုံလိုက်မယ်ဒီနေ့တော့ဘာမှမဖြစ်နိုင်ပါဘူးလို့စဉ်းစားနေမဲ့အစားကြိုတင်ကာကွယ်နိုင်တဲ့လောက်ကာကွယ်ခြင်းဟာဖြစ်လာမှကုသခြင်းထက်ပိုပြီးအကျိုးရှာဖြစ်ရဆိုတာကိုဒီပုံပြင်လေးကပြောပြ